ပေါ်များမှုချမ်းသာဒုက္ခရမှုဆိုတာစာကားပေါ်မှာအခြေခံတယ်။အဲဒီစာကားကိုပဲဒါနလို့လည်းဆိုတယ်။ရသော်ဗျာကိုယ်တိုင်ကဌာနတမ္မူဒါနိဘောဂဏိလူတွေဒီနေ့အသုံးပြုနေကြတဲ့ပစ္စည်းဥစ္စာတွေဟာဒါနဆိုတဲ့ကုသကံကဖဏိပိလို့သုံးစွဲနေကြတာလို့သို့သောတမ္မအပြည့်လူတွေထင်နေမယ် ိုကိုတိုင်နေမနာညမာရှာကြံထားလို့ရတာပါဌာနကောင်းမှုကြောင့်မဟုတ်ပါဘူးလို့ညင်းတဲ့လူရှိကောင်းရှိတယ်မသို့တော့စဉ်းစားကြည့်ဖို့ရလောကလူတွေအလုံးဟာရှာနေကြတာကိုမျိုးကိုဒေသာရှာလို့အမရလို့ဖားကန့်တက်ပြီးတော့ရေမစေးကြောက်ရှာနာတွေတွေ့တယ်မဟုတ်လားရှာတဲ့လူတိုင်းရရဲ့လား အေးအယောင်းဝဲကိစ္စပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်လုံလဝီရိယထုတ်တိုက်ရရလားဆိုမရဘူးဒါကြောင့်မို့ရတယ်ဆိုတဲ့လူတွေဟာဘသူကပေးတာတုံးဆိုရင်ဒါနကောင်းမှုကြောင့်ဒါနကောင်းမှုကပေးတာမြတ်စွာဘုရားကိုယ်တိုင်ကိုကဒါနတံဘူတံဒီဘောကဏီမလူဘူးမတမ်းဘူးပစ္စည်းရတရားတွေလွှမ်းခြုံထားမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာ ဆင်းရဲမှကြောက်လို့ပစ္စည်းကုန်မှကြောက်လို့မလှလို့ရှင်အဲ့ဒီမလှခြင်းကြောင့်သူ ကြောက်တဲ့ဆင်းရဲဒုက္ခသူစီရောက်လာမယ်လို့ထီလို့ဟောတာเนาะသူကြောက်တဲ့ဟာသူလက်ခံနေတယ်လို့ဖြစ်တယ်ကုန်မှကြောက်လို့မလှလို့ရှင်အဲ့ဒီကုန်ခြင်းတရားဟာကိုစီရောက်လာမြတ်စွာဘုရားကစေရာကမေခယောဟောတိသဗ္ဗမိတံဝိနတတိကံကုန်သွားပြီဆိုရင်အလုံးပြည့်စည် သာဝတိကတထေးတယောက်ဆိုရင်အမြဲတမ်းချမ်းသာလို့ဘန္ဒရိုက်ထဲမှာရွှေချောင်းတွေတင်ထားတာကံကုံသွားပြီဆိုတော့ရွှေချောင်းတွေကမိသည်မိသွေးချောင်းတွေဖြစ်သွားကံကုံပြီဆိုလို့ရှိရင် ပြောင်းလဲသွားနိုင်တယ်ပေါ့ဒါကြောင့်မို့ကံကပေးတယ်ဆိုတဲ့စကားကလုံးဝမှန်ဒီတဲ့မှန်မှန်မှန်ကိုကိုယ်ပိုင်ညာနဲ့ဆင်ញင်စင်စားကြည့်အောင်မလားဘုံရမျိုးမှာ မြို့ကြီးတွေဆိုတာနေစင်နဲ့အမြလူလောကမှာမွေးဖွားလာကြတဲ့ကလေးတွေရှိကြတယ်။အေးမုံရမြို့မွေးဖွားလာတယ်။သို့မဟုတ်မြန်မာနိုင်ငံမှာမွေးဖွားလာတဲ့လူတွေဟာတချို့ပုဂ္ဂိုလ်တွေကတချို့လူတွေကစားစရာတောက်စရာမပြည့်စုံတဲ့နေစရာမရှိတဲ့မိသားစုဝင်နေရောက်သွားတယ် တချို့ပုဂ္ဂိုလ်ကတိုင်နဲ့ကားနဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ရဲ့မိသားစုတွေရောက်သွားတယ်။သူတို့နှစ်ယောက်ဘာကြောင့်ဒီလိုကွဲပြားသွားလဲ။ဘုရားမသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကတော့အဖြေထုတ်လိုက်မယ်ဘုရားသခင်ရဲ့လူတော်ကြလို့နော်။မြတ်စွာဘုရားကတော့ဒါနရှိသူနဲ့မရှိသူကွဲပြားခြားနားသွားတယ်။ လူတိုင်းလူတိုင်းဟာကိုယ်ကိုယ်တိုင်ရွေးချယ်လာတာမဟုတ်ဘူးကုသကံအနေဝေဖန်ခံွယ်ပေးလိုက်တဲ့အတိုင်းရောက်လာကြတာကိုယ်ကိုယ်တိုင်ရွေးချယ်ရမယ်ဆိုလို့ရှိရင်တဲခုတ်ကိုဘယ်သူရွေးမလဲမရွေးဘူးတိုင်းမြင့်မြင့်ညီတွေနဲ့ကာကောင်းကောင်းစီးတဲ့အိမ်ပဲရွေးတက်မှာပေါ့တိုးတော့အဲ့ဒီပေါ်တက်တဲ့လူကဘယ်နှယောက်ရှိတယ်အဲ့ဒါမှနေတယ်နော်တဲခုတ်ထဲရောက်သွားတဲ့လူကများတယ် ။ဒါကြောင့်လို့ဆိုလောကမှာဆင်းရဲတဲ့လူနဲ့ချမ်းသာတဲ့လူဆင်းရဲတယ်ဘာများတယ်လေ။ချမ်းသာတဲ့လူကနေတယ်။အဲ့ဒါကိုကကြည့်လိုက်မယ်ဆိုရင်ဒါနကောင်းမှုကြောင့်စိစေဥစ္စာရရဲဆိုတာအမတမထင်ရှားသူဘာတစ်ခုမှမလိုရသေးဘူး။သူ့အတွက်တိုက်အစင်းသင်ကားအစင်းသင်ဖြစ်နေ။ချမ်းသာတဲ့မိဘအိမ်ရောက်လာလို့ရှင်မိဘတွေရှာထားတဲ့ပစ္စည်းကသူ့အတွက်ဖြစ်မနေပေဘူးလား။ ဖြစ်သွားတယ်အေးဆင်းရဲတဲ့အိမ်ရောက်သွားတဲ့ပုဂ္ဂိုလ်တော့မရှိခြင်းဆင်းရဲဒုက္ခကချိုးဆိုးနေတာထမင်းမနှမမစားခြင်းဆိုရင်ဆင်းရဲဒုက္ခတွေကသူ့ကိုချိုးဆိုးသူကြောက်တာလည်းပဲအဲ့ဒါကြောက်လို့မရှိမှကြောက်လို့မလှူခဲ့တာမလှူခဲ့တော့မရှိတာကသူ့ကိုချိုးဆိုးနေတာပဲဖြစ်တာလေအဲ့ဒီသဘောကိုမြတ်စွာဘုရားဟောတာဒါကြောင့်မို့စာခဆိုတဲ့အရေးချင်းဟာ လူတိုင်းလူတိုင်းမှာပြည့်စုံမှာချမ်းသာကြွယ်ဝမှုဆိုတာရနိုင်တယ်။စီပေါင်းစွာရှာရင်ရှာတဲ့အတိုင်းရတယ်ဆိုတာစကားရဲ့အကျိုးတရားပဲ။